လူအများစုကချမ်းသာကြွားဝဖို့ဆိုရင်ပညာရေးဆိုင်ရာကြွားကျင်မှု hard skills တွေဖြစ်တဲ့ဘွဲလက်မှတ်တွေနည်းပညာပကုသတွေဒါမှမဟုတ်စီးပွားရေးစီမံခန့်ခွဲမှုအသက်ပညာတွေကိုပဲအဓိကထားစဉ်းစားတတ်ကြပါတယ်။ဒါပေမဲ့လက်တွေ့ဘဝမှာတော့ပစ္စည်းဥစ္စာကြွားဝမှုကိုသိစောက်ဖို့နဲ့အဲ့ဒီကြွားဝမှုကိုရေရှည်တည်တတ်အောင်နှိမ့်သိမ်းထားနိုင်ဖို့အတွက်အရေးကြီးတဲ့အခန်းကဏ္ဍကလူမှုဘဝကြွားကျင်မှု soft skills တွေလို့ခေါ်တဲ့ဝေဖန်ဆက်စစ်နိုင်တဲ့အသိဉာဏ် လူမှုပေါင်းသင်းဆက်ဆံရေးစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစတဲ့စွဲရည်တွေကပိုပြီးအရေးပါတယ်ဆိုတဲ့အကြောင်းကိုခင်မီစီးပွားရေးလေးလာဆန်းစစ်ချက်တွေကဖော်ပြနေပါတယ်။ဥပမာအားဖြင့်ကမ္ဘာစီးပွားရေးဆိုင်ရာခေါင်းဆောင်မှုသုတေသနတွေဖြစ်တဲ့ Stanford Research Institute, Carnegie Mellon Foundation အရာလူတအုပ်ရဲ့ရေရှည်အသက်မွေးဝမ်းကြောင်းမှုအောင်မြင်မှုနဲ့ဝင်ငွေတိုးတက်မှုတို့မှာ85ရာခိုင်နှုန်းဟာ D soft case တွေနဲ့ဆက်ဆက်နေပြီးတော့25ရာခိုင်နှုန်းက hard case တွေအပေါ်မူတည်တယ်လို့ဆိုပါတယ်။ ဒါဟာငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကိုတိုးပွားစေတဲ့လမ်းကြောင်းပေါ်မှာလူသားချင်းဆက်ဆက်ရေးကောင်းမွန်ခြင်းစိန်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်စွမ်းရှိခြင်းနဲ့စနစ်တကျဆုံးဖြတ်နိုင်ခြင်းစတဲ့အရေးချင်းတွေကဘယ်လောက်ထိအရေးပါလဲဆိုတာကိုပြသနေရဖြစ်ပါတယ်မြမလူဖွဲ့စည်းမှာဆိုရင်လည်းယုံကြည်မှုနဲ့လူမှုကွန်ရက်ကိုအခြေခံပြီးစီးပွားရေးလုပ်ငန်းတွေအောင်မြင်လေ့ရှိရဲ့အတွက်အထူးသဖြင့်ယုံကြည်မှုတည်ဆောက်နိုင်စွမ်းနဲ့ပြည့်ပြည့်တဲ့ဆက်ဆက်ရေးတွေဟာကြောအားချမ်းသာမှုတည်ဆောက်မှုလမ်းကြောင်းမှာမရှိမဖြစ်လိုအပ်တဲ့အင်ဂျင်လိုဖြစ်ပါတယ် ။အဲဒါကြောင့်ပတ်စံရှာဖို့အတွက်နိဒန်းတွေကိုလေ့လာနေုံသာမကပဲကိုယ့်ရဲ့လူမှုဆက်ဆံရေးနဲ့စဉ်းစားပုံစနစ်ကိုပါပြုပြင်တည်ဆောက်မှသာဗန်နာရေးဆိုင်ရာရည်မှန်းချက်တွေကိုအောင်မြင်စွာအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်ကျွဲဝချင်းသာမှုကိုရေရှည်တိစောက်ဖို့နဲ့ထိမ့်သိမ့်ဖို့အတွက်အရေးကြီးတဲ့ soft skill ရှင်းမျိုးကိုပြပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်1ဝေဖန်စမ်းစစ်တွေးခေါ်နိုင်စွမ်း critical thinking စိုးကောင်းစဉ်းစားပါ critical thinking ဆိုတာကတော့ စုံတရားကိုစိတ်ခံစားမှုတိုင်းမလိုက်ပဲဗမ်းမလိုက်တဲ့အမြင်နဲ့အချက်လက်တွေကိုဖွဲ့ချန်းစိတ်ပြပြီးမှသာအကျိုးကျန်းခိုင်လုံတဲ့ဆုံးဖြတ်ချက်ကိုချမှတ်တာဖြစ်ပါတယ်။ Critical Thinking ဟာငွေကြေးပိုင်းမှာလည်းအရေးပါတဲ့ခန့်ကဏ္ဍကပါဝင်နေပါတယ်။ဘာကြောင့်လဲဆိုရင်ရွှေ၊ငွေ၊ stock တို့မျိုးယင်းနည်းမျိုးနဲ့ဟုအခွင့်အလမ်းတွေကိုလက်ခံရုံကြည့်လိုက်တာဒါမှမဟုတ်မြင့်မဲ့လိုက်တာမပြုတ်လောက်ခင်မှာ NDA Risk နဲ့အကျိုးအမြတ် return ကိုသိချစွာစင်ချင်းစဉ်းစားဖို့လိုအပ်တာကြောင့်ပါ။ နံပါတ်1ပြဿနာဖြေရှင်းနိုင်စွမ်း problem solving ဖြေရှားတတ်ပါ problem solving skill ဆိုတာကတော့ငွေကြေးဆိုင်ရာအခက်ခဲဒါမှမဟုတ်စီးပွားရေးလုပ်ငန်းဆိုင်ရာစိတ်ကောင်းမှုတွေပေါ်လာတဲ့အခါမှာအလွယ်တကူလက်မလျှော့ပဲအခြေအနေကိုနားလည်ပြီးလက်တွေ့ကျတဲ့ဖြေရှင်းနည်းတွေကိုစနစ်တကျရှာဖွေဖော်ထုတ်နိုင်စွမ်းဖြစ်ပါတယ်ဒီ problem solving skill ဟာငွေကြေးပိုင်းမှာဘလို့ရေးပါလဲဆိုတော့ရုပ်တရက်ပေါ်လာတဲ့ငွေကြေးအကျက်တဲ့ဥပမာကျန်းမာရေးဒါမှမဟုတ်စီးပွားရေးပြက်ကက်တွေမှာ ဖီးယားတွေအောက်ကနေဖက်ပေါက်ကိုမြင်းမြတ်ဆက်ဆက်ဖြတ်ပွေနိုင်စေတာဖြစ်ပါတယ်။နံပါတ်3ဖီးယားတော့ဆက်သွယ်ပြောဆိုနိုင်စွမ်း effective communication စကားပြောပြပြပါ effective communication skill ဆိုတာကတော့ကိုပြောချင်တဲ့အကြောင်းအရာကိုရှင်းရှင်းလင်းလင်းယုံကြည်မှုရှိရှိနဲ့အကျိုးရှိရှိတခြားသူတွေနားလည်အောင်ပြောဆိုနိုင်စွမ်းဒါ့အပြင်သူတို့ရဲ့စကားကိုနားထောင်နိုင်စွမ်းလည်းပါဝင်ပါတယ်။ effective communication skill ရှိလို့ရှိရင်စီးပွားရေးမိတ်ဖက်တွေယင်းနှညွန့်နှံသူတွေဒါမှမဟုတ်ဘဝဝန်ထမ်းတွေနဲ့ဆက်ဆံရမှာအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်စေပြီးပုံမကောင်းမွန်တဲ့စီကံသတ်မှတ်ချက်တွေ terms တွေကိုညှိနှိုင်းရယူစေနိုင်ပါတယ်။နံပါတ်၄စိတ်ပိုင်းဆိုင်ရာဉာဏ်ရည် emotional intelligence ကိုစိတ်ကိုနားလည်ပါ emotional intelligence ဆိုတာကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားလည်ထိန်းချုပ်နိုင်ပြီးအခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုလည်းလေးစားနားလည်ပေးနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ emotional intelligence ရှိလို့ရှင်ရဲ့ဈေးကွက်မတည်ငြိမ်တဲ့အခါဥပမာယဉ်ညိမြောက်လန်မှုတွေတန်ဖိုးကြစင်းတဲ့အခါကြောက်ရွံ့မှုနဲ့လောဘစတဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ပြီးမှားယွင်းတဲ့ငွေကြေးဆုံးဖြတ်ချက်တွေချမှတ်ခြင်းကနည်းဖြောင့်ရှားဆိုင်ခြင်းမှာဖြစ်ပါတယ်။နံပါတ်၅ညှိနှိုင်းဆွေးနွေးနိုင်စွာ negotiation အပေးယူလုပ်တတ်ပါ negotiation skill ဆိုတာကတော့မိမိအတွက်အကျိုးရှိစေမယ့်ရလဒ်တစ်ခုကိုရရှိစေဖို့စိတ်ဆက်ဆွေးနွေးပြီးအပေးယူလုပ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ ။ဒါ့အပြင်နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်အဖြေကိုရှာဖွေနိုင်စွမ်းလဲပါဝင်ပါတယ်။ငကိုရှင်းရှင်း skill ရှိတဲ့အခါအိမ်ဝယ်တာဖြစ်ဖြစ်ကားဝယ်တာဖြစ်ဖြစ်သားသာတုံ့ပြန်ဖို့တောင်းဆိုတာဖြစ်ဖြစ်ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတွေစာချုပ်ချုပ်ဆိုတာဖြစ်ဖြစ်ပုံမကောင်းမွန်တဲ့ဈေးနှုန်းနဲ့အခွင့်အလမ်းတွေကိုရရှိအောင်လုပ်ဆောင်နိုင်စေပါတယ်။နံပါတ်6စီကဲလိုက်နာခြင်းနဲ့စနစ်တကျရှိခြင်း Discipline and Organization စီစဉ်နဲ့တော့ပါ Discipline and Organization ရှိခြင်းဆိုတာကရေရှည်ရည်မှန်းချက်တွေအောင်မြင်စေဖို့အတွက် ဓာတ်ဆင်ဝေစုဆောင်တာယင်းဒီမြုပ်နှံတာစတဲ့ဒုံရိုးလုပ်စဉ်တွေကိုပုံမှန်လိုက်နာနိုင်စွမ်းနဲ့ငွေကြေးဆိုင်ရာစာရွက်စာတမ်းတွေကိုစနစ်တကျထိမ့်သိမ်းနိုင်စွမ်းဖြစ်ပါတယ် discipline နဲ့ organization ရှိတဲ့အတွက်ကြောင့်ဓာတ်ဆင် budget တွေကိုသတ်မှတ်ထားတဲ့အတိုင်းလိုက်နာတာငွေကြေးကြီးမှန်ချက်တွေကိုမသွေပဲပဲဆက်ဆက်မြဲမြဲစာရွက်နိုင်တာကြောင့်ကျွဲဝမ်းဖို့ကိုတည်ဆောက်တဲ့လမ်းကြောင်းပေါ်မှာဆက်လက်ရှိနေစေပါတယ်နံပါတ်9အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း time management အချိန်ကိုတန်ဖိုးထားပါ time management ဆိုတာကတော့ အလုပ်တွေကိုရေးကိုတာကိစ္စတွေနဲ့ဘန်နာရေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတွေကိုအချိန်ကြိုက်ပြီးမြောက်အောင်ဦးစားပေးလှုပ်ဆောင်နိုင်စွမ်းဖြစ်ပါတယ်။ Time Management ဟာယင်းနှိမ့်ညံ့မှုတွေကိုစေကွက်ချေနေရလိမ့်လာတောင်းတဖို့ဘန်ဒါရေးစီမံချက်တွေကိုပြန်လည်စစ်ဆေးဖို့နဲ့ဖိုးတန်တဲ့အချိန်ကိုဝင်ဝင်ပိုရစေမယ့်အလုပ်တွေမှာနှုတ်နှံဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။နံပါတ်၈လာရောညီထွေရှိခြင်း Adaptability ပြောင်းလဲမှုကိုလက်ခံပါ။ ။ဒါရောက်နေတွေ့ရှိခြင်းဆိုတာကတော့ဈေးကွက်အခြေအနေဒါမှမဟုတ်ကိုပိုင်ဘဝရဲ့အခြေအနေတွေရုပ်တရက်ပြောင်းလဲသွားတဲ့အခါမှာစိတ်သက်မကြပဲပတ်ဝန်းကျင်အသက်နဲ့အံဝင်ခွင့်ကျဖြစ်အောင်ပြောင်းလဲနေထိုင်လုပ်ကိုင်နိုင်စွမ်းဖြစ်ပါတယ်။ Adaptability ရှိတဲ့အတွက်ကြောင့်စီးပွားရေးစနစ်အခွန်ဥပဒေဒါမှမဟုတ်ဤပညာတွေပြောင်းလဲလာတဲ့အခါမိမိရဲ့ဝင်ငွေရှာနည်းဒါမှမဟုတ်ယင်းနှိမ့်နှံမှုနည်းလမ်းတွေကိုလိုအပ်သလိုအချိန်မီပြောင်းလဲနိုင်စေပါတယ်။အနှစ်ချောက်ရမယ်ဆိုရင်ပစ္စည်းရောက်စာကြွယ်ဝချမ်းသာမှုဆိုတာ တာမန်ကိုရေးချင်ရေးအောင်မြင်မှုတသက်တင်မဟုတ်ပါဘူးအဲ့ဒါဟာစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလူမှုဆက်ဆံရေးပြည့်ပြည့်မှုနဲ့စဉ်စားဆင်ခြင်နိုင်စွာစားတဲ့အရေးချင်းတွေကိုအမြဲတိုးတက်အောင်လေ့ကျင့်တိစောက်သွားရမယ်ခရီးရှည်ကြီးဖြစ်ပါတယ်ပြပြခဲ့တဲ့ soft skill တွေဟာပညာရေးအလုပ်ကိုင်းစီးပွားရေးလုပ်ငန်းရှင်ဘဝစားတဲ့ဘဝနယ်ပယ်တိုင်းမှာအသုံးဝင်ပြီးအဲ့ဒီဆိုင်ရည်တွေကိုမြင့်တင်ခြင်းအပြင်မိမိရဲ့ကျွဲဝချမ်းသာမှုတိစောက်ခြင်းခရီးစဉ်ကိုပုံမခိုင်မာလုံခြုံပြီးရေရှည်တည်တံ့အောင်ဖန်တီးနိုင်မှာပဲဖြစ်ပါတယ် အဲ့ဒါကြောင့် hard skill တွေနဲ့ပတ်စံရှာပြီး soft skill တွေနဲ့အဲ့ဒီပတ်စံတွေကိုရေရှည်ထိမ့်သိမ့်ပွားများပါလို့အကြံပြုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ပတ်တွင်မှာလည်း personal finance, business နဲ့ economics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တာကြောင့် Money Insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်။